အဘူလလာစီကတကယ်သူ့ရဲ့စိတ်ရင်းဆန္ဒနဲ့အမှန်နဲ့ပဲမဲခြင်းမှားနေလို့ပြောတာလားဟုတ်ဒါမှမဟုတ်စစ်တပ်ကပြောခိုင်းလို့လားဟလိုမေမလာပါမလာပါကြိုက်မင်္ဂလာပါဟုတ်ဒီနေ့က2025ခုနှစ်အော်တိုဘာလ10ရက်နေ့ပေါ့နော်အဲ့ဒါဒီနေ့ဒီနေ့ကလေးဒါပြောရမယ်ဆိုဝန်တာတရားသတင်းနေပေါ့နော်ဝန်တာတရားသတင်းနေရှိတယ် အဲပြီးလို့ရှိရင်ဒါဟိုဘယ်လိုပြောရမလဲဖာကြတာကြီးလည်းရှိတယ်ပေါ့နော်ဒီစစ်ကောင်စီကဖာကြတဲ့ကိစ္စတွေလောက်တယ်ဒါကတော့အမြဲတမ်းဟိုဖာတော့ကြာမြဲပါပေါ့နော်ဖာကြရမယ်လူတိလူတိရှင်ရဖာနဲ့လူမတိပဲနဲ့ဒါတိုးတိုးတိတ်ပေါ့နော်တိုးတိုးတိတ်ဟိုဖြစ်တာပေါ့တိုးတိုးတိတ်ဖာနဲ့ပေါ့နော်ဒီလိုမျိုး กว่าดาบ่เนาะแล้วก็โหชิกองซีอ่ะดีโลเคชั่นนี่อเมียนဒါလုံနေကြပဲပေါ့နော်လုံနေကြမှာသူတို့အချင်းချင်းကိုသူတို့ဟိုကအင်အားစင်းဆိုလို့ဆိုလို့ရှိရင်လေသူကသူ့လူကြီးသူလိန်ထားပြီးသားဗာကြထားပြီးသားပဲသူကမုဒဝါဒါကိုမနဲ့မိုးလင်းနေကျွန်တော်တက်ထဲမှာနေတော့အမြဲတမ်းပြောတယ်မုဒဝါဒါကိုမနဲ့မိုးလင်းနေရကျူးလွန်ရကျိုးနေပေါ့နော်ဆပြီးတော့မှာမနဲ့6နာရီထိုးကလေးကကျွန်တော်တို့ကဒီမနဲ့6နာရီဆိုနေမြေမထူး ဖုံးဆက်ရပြီလေဖုံးဆက်တဲ့အခါကျလို့ရှိရင်ကျွန်တော် G1 တို့ဘာတို့ဥမာဖုံးဆက်တယ် viewer မှုတို့ရှေ့တန်းမှာဆိုလို့ရှိရင် viewer မှုတက်မှမူဒီတခါလေတက်မှနဲ့နီးတဲ့စခန်းမျိုးတွေမှာနေရတဲ့အခါတက်မှမူဒီဖုံးဆက်ရတယ်ဗောနော်ဖုံးဆက်တဲ့အခါကျလို့ရှိရင်သူကဟိုနောက်တန်းမှာဆိုလို့ရှိရင်ဒီတိုင်းပဲကျေလူကအယောက်20ရှိတယ်ဒါပေမဲ့စည်ရင်းထဲမှာ23ယောက် အဲကျန်တဲ့၃ယောက်ကပျောက်နေတာဗောနော်ပျောက်နေတာလဲကြာပြီတင်းရင်မှုကမတင်ပြသေးဘူးဒါဒီဟာနဲ့ပတ်သက်ပြီးတော့မှနောက်မှတလောက်တယောက်စီစင်းရင်ပြသွားမယ်ဆိုတဲ့အခါကျတော့အဲလူဆုံးมาတယ်ခမရဆိုကလေးကကိုကဆပြီးတော့มาအဲ့ဒီကလေးကဖာကြလိုက်ပြီအဲ့ဒီကလိန်လိုက်ရပြီဗောနော်မူတာဝါဒအဲ့ကလေးကကျူးလွန်ရတဲ့ဟာဗောစစ်ကောင်စီရဲ့ဒီတိုင်းပဲမူတာဝါဒအခုဆိုလို့ရှိရင်ဒါဒိုင်းပြီးလုံးဟောကျူးလွန်ဖို့ လုံနေတာဗောနော်အချင်းချင်းကျူးလွန်ရုံနဲ့မဟုတ်ဘဲနဲ့ကျွန်တော်တတိုင်းပြည်လုံးကိုကျူးလွန်မလေးကျူးလွန်ဖို့လုံနေတာမဟုတ်ဘူးဗောကျူးကိုကျူးလွန်နေတယ်လို့ပြောနေတာဗောနော်ကျူးလွန်နေအဲ့တော့ဘာကြီးကျူးလွန်နေလဲဆိုတော့ဟာတွေကကျွန်တော်တို့ပြီးလို့ရှင်ဆက်ပြီးတော့မှပြောပြရမှာဗောနော်ဒါပြည်သူလူထုလဲတိရှိပြီးသားဖြစ်နေမှာဗောနော်စခန်းသိန်းတရင်လေးတွေနဲ့ကျွန်တော်ဆက်ပြီးတော့မှဖွင့်လိုက်ကြမှာဗောဟုတ်ဟုတ်အဲ့တော့ကျွန်တော်တို့စကိုင်းတိုင်းဗောနော်စကိုင်းတိုင်းမော်လိုက်မြို့နယ်မှာခုနကျွန်တော်တို့ဒေါ်လိုင်းပူပေါင်းဖွဲ့တွေရနေမှာ ပြူပြူစောထီစခန်းရဲ့နောက်စစ်တက်စခန်းရဲ့စခန်း၆ခုကိုတိုက်ခိုက်တိမ့်ပိုက်တာပေါ့နော်အဲဒီမှာပူပေါင်းဖွဲ့ဆိုတော့ဘုံကဒါမော်လိုက်တို့ဘာတို့မှာဆိုတော့ဟိုမော်လိုက်ခရိုင်တက်ရင်တင့်တင့်တုံးလေးနောက်နောက်တစ်ခုကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖားတို့ပလာဖားတို့ဒါပူပေါင်းပြီးတော့တိုက်ခိုက်တဲ့အကျိုးကျေးဇူးကတကယ်အောင်မြင်မှုကိုတိတိတတ်တာရတယ်ဆိုတော့သွားတွေ့ရတာပေါ့နော်အဲ့ဓာတ်ပုံလေးထဲမှာကြီးလိုက်မယ်ဆိုရင်ဒါ ဂျန်သူ့ရဲ့လက်နက်တွေပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပြူစော်တီများတဲ့အတွက်ကြောင့် rifle တွေတော်တော်များတာကိုသွားတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ဘူးတို့တို့ချင်းအများကြီးပဲပေါ့နော်ဟိုအပေါ်လမ်းလိုဟာဟိုလက်ပြန်ညိုးတုတ်ပြီးတော့မှဟုတ်တယ်မောင်းရဲတွေပေါ့နော်ဟိုကျွန်တော်တို့ဗာလဲဟိုဖုန်ကြီးဖုန်ကြီးတွေလိုဟွာဖြစ်လို့ရှိရင်တိမ်စင်းတို့ဗာတို့ဆိုလို့ရှိရင်ဟွာဟိုကြောခံပေးလို့ဟိုကနေနေမှာရှောက်ပါဆိုတဲ့ပုံစံမျိုးတည်တာဟွာအောက်မှာတွတ်တွေ့ရတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟို ဟိုတရက်ကလည်းကျွန်တော်ပြောထားတဲ့အထဲထဲမှာပါတာပေါ့နော်အဲ့တော့ကျွန်တော်တို့အသက်40တွေ45တွေကစစ်မှုထမ်းဆောင်ခြင်းနဲ့လွတ်နိုင်မလားဆိုတဲ့ဟာအခုပဲကြည့်ကြည့်ပေါ့နော်ဒါပြူစောထီးဆိုတဲ့ဟာက तू ကပရမစစ်မှုတန်းကိုကြတော့16ကနေ35ကြာတတ်မှတ်တယ်ဟုတ်ပြူစောထီးကိုကြတော့ तू ကအသက်ရွယ် အကန့်အသတ်မိတီတာယူမုံလို့ဆိုလို့ရှိရင်ဒါကျွန်တော်ကျွန်တော်တို့တောင်ကြီးကြီးရုံးမယ်ပေါ့နော်ဒါဆရာကြီးတို့အရွယ်ဝတ်တွေပေါ့ပြောရမယ်ဆိုရင်တော့ဒါဟိုလက်ရှာတယ်ဘုမာတလားဝါကြီးဝါကြီးရွယ်တွေပေါ့နော်ဒီရွယ်တွေဒီရွယ်တွေလည်းဒါတာဝန်ထမ်းဆောင်ခိုင်းတာပဲပေါ့နော်ပြောချင်တာကတော့40 45ကြီးလွတ်ပါမလားဆိုလုံးဝမထင်ပါနဲ့ပေါ့နော်စစ်ကောင်စီကတနက်ကိုဆက်ယူဝင်ထုတ်လို့ရနေတာဖြစ်တဲ့အတွက်ခင်ဗျားတို့တနက်တည်းလဲယူသွားပြီးတော့မှ ပြည်သူရင်ဝင်ခိုးလုံးကသူကဟိုဆက်ရုံကနေနောက်ထပ်တစ်လက်ထုတ်ပြီးွားတာနဲ့ရော့ဆိုပြီးတော့တက်ဆင်ပြီးတော့မှခိုင်းမဲ့သဘောမျိုးဖြစ်နေတာပေါ့နော်ဒါဆိုလို့ရှိရင်လည်းအခုသူတို့ဒါပြောပြသူတို့အရင်တစ်ခေါက်လဲဒါအဲ့ဒီမော်လိုက်ဖက်မှာပဲဒါပြူစောထီးတွေထွက်ဆိုချက်ပေးထားပြီးသားရှိတယ်ဗောနော်ကျွန်တော်တို့ရိတ်ခါလဲမပေးစစ်ကူလဲမလာအခုဆိုလို့ရှိရင်ဒါသူတို့လဲဒီတိုင်းပဲရိတ်ခါမပေးစစ်ကူမလာနဲ့ဆိုတော့နောက်ဆုံးကြတော့ ဘာမှမလုပ်နိုင်တဲ့အဆုံးကြတော့ကျွန်တော်တို့ online တက်ဖွဲ့တွေထံမှာဒါဟိုစခန်းအသိန်းခံလဲလက်နဲ့ဟိုဘယ်လိုပြောရမလဲဟိုဖန်းခံလဲရတဲ့အခြေအနေမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့စစ်သားအစ်စ်လည်းမဟုတ်ဘူးလောလဲပေါ့နော်ဟိုပြောရမယ်ဆိုရင်ဟိုဘက်လည်းမကြဒီဘက်လည်းမကြစစ်သားအစ်စ်လားဆိုလည်းမဟုတ်ဟိုပြည်သူလူထုအစစ်လားဆိုလည်းမဟုတ်ပြူသောတိဆိုတဲ့အခါကျပြည်သူစစ်ဆိုတဲ့အခါကျတော့ဒီကောင်းဒီကိုကျွန်တော်တို့ online တက်ဖွဲ့တွေကဘလို့ဆုံးမလို့ဘလို့အပြစ်ပေးလို့ပေးရမှန်းကို မတိတော့တဲ့အခြေအနေမျိုးပေါ့နော်ဒါပေမဲ့လွယ်တာတော့လွယ်ပါတယ်အပြစ်ပေးတဲ့နီးလန်းတွေကတော့ဒီကောင်းလေးပြန်လွတ်ပေးရင်ကျွန်တော်တို့ဟိုနောက်နောက်ပိုင်းဘလိုတော့လောက်ရမယ်ဆိုနှစ်ဖူးမှဟိုကာဘာအက်လုတ်လို့မရအောင်လို့တက်တူးကိုထိုးပေးမှရမယ်တဲ့ TNN တွေမှာဖန်စီဖန်စီရမိပြန်လွတ်၃ပန်းလို့ MNDA မှာဖန်စီရမိပြန်လွတ်၃ပန်းဆိုပြီးကမှတဲ့နှစ်ဖူးမှအဲ့လိုမျိုးတက်တူးထိုးပေးရမယ်ပုံတော့ပေါက်လာပြီပေါ့နော်အဲ့လိုမျိုးပြန်မလွတ်ခင်မှာလဲဒီကောင်းလေးကျွန်တော်တို့နောက်ပိုင်းမှာဒါပြည်သူလူထုကလည်းတကယ် ဟိုပန်းတဲ့အချိန်ကိုရောက်လာပြီပေါ့နော်ကျွန်တော်တို့ဝိုင်းပြီးတော့မှကူကလှူရတာလေပန်းတဲ့အချိန်ကိုရောက်လာပြီရောက်တဲ့အခါကျတော့ဒီကောင်လေးကိုဘာလုပ်မလဲဆိုကျွန်တော်တို့တန်ကျိုးပေါ့နော်အဲတန်တန်ကျိုးကိုခြေထောက်မှာလမ်းလမ်းလျှောက်လို့ရအောင်ခြေချင်းပုံစံမျိုးပေါ့နော်အတန်ကျိုးနဲ့ပတ်ပတ်ပြီးတော့မှတော့ခတ် တော့ခက်လေလေပြီအဲ့ဒီတော့တာဝန်ရှိတဲ့လူကတိန်တိုင်းကင်းသမား၂ယောက်၂ယောက်၃ယောက်လောက်ပေါ့နော်တနက်နေ့ဒီကောင်လေးကိုစောင့်လဲပြီးလဲပြီးရောအဲ့ဒီစခန်းဝင်ဝင်ရဖို့အတွက်အလုတ်ခိုင်းမှရတာမယ်ဒီကောင်လေးကိုသိရစဘာဆိုင်ခိုင်းတာလို့အလကားတော့မကြည့်တာနဲ့ဟုတ်ခိုင်းတာမှမီးသွေးဖုတ်လို့ရလားမီးသွေးဖုတ်လို့ရရင်ဖုတ်သိရဟိုငါးဖမ်းလို့ရလားငါးဖမ်းလို့ရရင်ဖမ်းဒိုးစီကရိတ်ခါ သုံးမဲ့ပတ်စံပို့ထွက်လာအောင်လို့မင်းတို့၅ဖန်းနိုင်ဖန်း2နိုင်2အကုန်လုံး၆၆ပြီးတော့မှဒီကောင်လေးကိုခိုင်းရတော့မဲ့သဘောဖြစ်လာပြီပေါ့နော်ဒါတွေတွေမဟုတ်ဘူးကျွန်တော်တို့ခြေတန်းစခန်းလေးမှာလိုအပ်လာလို့ရှိရင်ဘုံခိုခြင်းတွေတူတူခိုင်းရမယ်သိတာတယ်ထမင်းလက်ကကြွေးထားပြီးတော့မှကျွန်တော်တို့ထောင်သားပုံစံပေါ့နော်တန်းစီပြီးတော့ထားထားတဲ့ဟာကျွန်တော်တို့ဟိုဘယ်လိုပြောတော်လိုင်းတက်ဖွဲ့တချို့တော်လိုင်းတက်ဖွဲ့တွေကတော့ဒါဟိုလုံကြုံရေးအရာထားတာမှန်ပေမဲ့လည်း ဒီကောင်တွေကထားလို့မသိတော့တော့ဘူးဗောနော်အဲပြီးပြီးသူလိုလိုစစ်သားလိုလိုပြီးသူစစ်ဆိုပြီးတော့မှလောလဲဗောနော်ယူနီဖောင်းလဲတတ်တတ်မှတ်မှတ်တတ်တတ်ရဲရဲရှိတာဆိုလည်းမရှိဘူးဟိုအရက်ဝဲတပိုင်းဖားတပိုင်းငါးတပိုင်းတွေဗောနော်ဒီလိုမျိုးတွေထွက်လာတဲ့ကောင်တွေတို့ကောင်းကောင်းတမမှာကောင်းကောင်းပြင်းမှရမယ်ဆိုတာလေးပြောနေတာဗောဟုတ်မှန်သူခုနကျွန်တော်တို့ပြည်သူလူထုကိုလေချောင်းတက်ခိုက်မှုရန်နေမှာကာခွဲအောင်လို့သူတို့ဘုံခိုခြင်းများများတုခိုင်းအောင်ဗောနော်ဟုတ်တယ်ဟုတ်တယ် နောက်တစ်ခုကလည်းတကယ်ဟိုအားရစရာတရင်တပုတ်ပါပဲအဲ့ဒါကတော့ကျွန်တော်တို့မကွေးတိုင်းပေါ့နော်မကွေးတိုင်းငဖဲမြို့နယ်ပဒန်းမြို့ကခုနဟိုပေါ့နိုင်ရီကန်လေကြောင်းရံကကွယ်ရေးစခန်းအတွက်အားပြုရတဲ့တကယ်ဖိုက်တာကုန်းပေါ့စစ်တပ်အနေနဲ့ကတော့ဒါတကယ်အားထားရတဲ့ဖိုက်တာကုန်းကိုကျွန်တော်တို့အေးအေးနဲ့တော်လိုင်းအင်းပူပေါင်းအဖွဲ့တွေကတိုက်ခိုက်တာမှဒါစစ်တပ်ဘက်ကနေဒီမှာခုနလက်နက်ကြီးလက်နက်ငယ်တွေဘုံကထားခဲ့ပြီးတော့မှ ထွက်ပြီးစုတ်ခွာထွက်ပြီးတာပေါ့နော်တကယ်အဲ့ fighter gun ဆိုတော့လည်းကျွန်တော်တို့ sniper တို့ drone တို့လက်နက်ကြီးဆိုလည်းအမျိုးမျိုးဆင်ပြီးတော့မှကျွန်တော်တို့ဒေါ်လာရေးအဖွဲ့တွေကိုပြစ်ခတ်တိုက်ခိုက်နေတာပေါ့နော်ဘေးနားရွာတွေအားစပြစ်ခတ်တိုက်ခိုက်နေတဲ့ဒီ fighter gun ကိုကျွန်တော်တို့ဒေါ်လာရေးပူပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရတာပေါ့ဟုတ်ဟုတ်သူရေးတော့ ရေးတော့အမှန်ဖတ်တော့အတန်ပေါ့နော်ဆိုတော့ fighter ဂုံးလို့ရေးရအောင်ဆိုတော့ကျွန်တော်တို့ကအတန်နဲ့သာဖတ်လိုက်တာ fighter ဂုံးဆိုပြီးတော့မှအမှန်တည်းမဟုတ် fighter ဂုံးပေါ့နော် fighter တွေဂုံးဂုံးဟုတ်တာပါဂုံးယုံနေမဟုတ်ထွက်ပြေးသွားတဲ့အခြေအနေမျိုးဒီဒါအဲ့ဒီမှာဆိုလို့ရှိရင်နောက်ဆုံးကသူတို့ကတခြားနေရာတွေမှာလည်းဒီတိုင်းပဲပေါ့နော်သူစခန်းကသူတို့နေမြအခြေအနေကြီးတယ်ကြီးတယ်ငါတို့တောင်းခံနိုင်မလားကြီးတယ်မခံနိုင်ဘူးဆိုတာနဲ့ လစ်တာပဲလစ်တာပဲလစ်ပြီးတော့မှနောက်နောက်စခန်းကိုသွားပေါအောင်ကျွန်တော်တို့ဟိုတက်မှလေးဘက်မှဆိုလို့ရှိရင်လည်းဒီတိုင်းပဲဟိုဒီထီခီးကြပြီးရနောက်နောက်ပိုင်းမှာပေါ့နော်တို့နောက်ကိုဆုတ်ဆုတ်ပြီးတော့မှစခန်းနှစ်ခုကတစ်ခုပေါင်းတာတို့ပါလို့အဲ့လိုမျိုးအင်အားပေါင်းတာတို့ပါလို့အဓိကတို့အင်အားများတော့နည်းနည်းလေးအားရှိတာပေါ့နော်ဒီတိုင်းပဲခုဒါလည်းတို့နောက်ကိုဆုတ်ပြေးပြီးတော့မှကျွန်တော်တို့ဒါအရေးကြီးပါတယ်ဆိုတော့ဒါနေရီကန်မှာသွားပြီးတော့မှပေါင်းတဲ့အနေအထားမျိုး တွေ့ရတယ်ဗောနော်ဟိုဒီအရခတ်တော့အေကလည်းဟိုဘက်ကျွန်တော်တို့ကပါသာ၁၄နားတို့ဘာတို့လဲရောက်ပြီဗောနော်မနေ့ကဆိုဟိုဟိုတရက်ကဆိုရင်ဇင်မျောရွာနာထိရောက်တာလဲတွေ့ရပြီဆိုတော့သူတို့ပတ်ချလဲမှာတော့ဒါဝိုင်းရံပိတ်ဆို့ထားတဲ့အနေထားမျိုးဗောနော်ဒါပေမဲ့အလုံးရင်းနဲ့ဝိုင်းပြီးတော့မှဟိုတိုက်ခိုက်သိမ်းပိုက်လို့အစင်မပြေသေးတဲ့အခြေအနေပေါ့နော်။ဘာဖြစ်လို့ဆိုတော့ဒီနိုင်ရံစကန်းကိုတိမ့်ဖို့အတွက်အင်အားအလုံးလောက်မရှိဘူးလားဆိုတော့အရခတ်တော်အေးမှာရှိတယ်။ ဒါပေမဲ့ပြန်တဲ့သူ့မှာမျိုးဆက်လေးမျိုးထိန်းချုပ်ရတာတွေဟိုတရားစီရင်ရတာတွေပြီးရင်ပြန်လဲထူထောင်ရေးလုပ်ရတာတွေမိုင်းဖော်ပေးရတာတွေတောက်လျှောက်လုပ်နေရတာဗောနောမျိုးရဲ့လုံခြုံရေးလုပ်ရတာကြီးစမ်းမကြီးဆောင်းချောင်းမှုလုပ်ရတာတွေလုပ်နေရတဲ့ခါကျတော့ဒီစကန်းတစ်ခုတည်းဒီဆက်လေးမျိုးတော့တိုင်းစစ်တာနာယုတ်ကြီးတော်မယ်ဒီနေ့ထိတုတ်တုတ်မှမလှုပ်ရအောင်လို့တိန်းထားတဲ့ တင်ထားနိုင်တဲ့တက်တော်တစ်ခုကပေါ့နော်ဒီနိုင်ငံစခန်းလောက်တော့စကားလေးထည့်မပြောဘူးပေါ့နော်ဒါပေမဲ့သူအင်းအားဖြန့်လိုက်တဲ့အခါကျတော့အခုကြောက်ဖြူမှလည်းသူကလှုပ်လှုပ်နေရတာရှိတယ်ဟိုစစ်တွေမှလည်းဟိုကောင်းနေစစ်တွေကနေပြီးတော့မှဒီဘက်ကိုကျွန်တော်တို့စစ်တွေကနေဒီဘက်ကိုလာမယ်ဆိုပုံနေကျုံးကိုပုံနေကျုံးတို့ပါတို့ဒီဘက်အမ်အမ်ဘက်ကိုပြန်ပြီးတော့မှဒါခြေလင်းပေါ့နော်ကုန်းချောင်းအရာထိုးသိမ်းစင်မယ်ဆိုလို့ရှိရင်လည်းဆင်လို့ရတဲ့လမ်းလေးလေသူတို့တောက်လျှောက်ပိတ်ထားရတာဟိုပိတ်ထားရတဲ့အခြေအနေမျိုး ဖြစ်တဲ့အခါကျတော့ဒီကြားထဲမှာလည်းတခါလာလို့ရှိရင်လည်းမွေးရည်စေဝါတစ်ခုရန်ကုန်မှာမိပြီဆိုလို့ရှိရင်လည်းဘယ်ရလဲအေးရအေးပဲပုံစံဘယ်ရလဲအေးရဆိုဟိုမင်းတို့အိမ်ကညီမတွေခြံောင်နဲ့လည်းပလန်ကြီးအောင်လို့ကအေးရပဲဖြစ်နေအောင်မယ်လို့ပြောနေတာပေါ့နော်အဲ့တော့ရှိရအမှုတစ်ခုကိုသတင်းထုတ်တဲ့ဟာကဒီမွေးရည်စေဝါဖမ်းမိရင်ဟုတ်ပြီဘယ်ကိုပို့မှလဲအကျဉ်းဆုံးထားနော်ဝယ်တဲ့လူကရောင်းတဲ့လူရှိလို့ ဟုတ်တယ်ရောင်းတဲ့နေရာကိုအရင်မေးရမှာမေးဘယ်နေရာလာတာလဲနော်ဘယ်နေရာလာတာလဲမူရစီဝါကင်းစင်အောင်လှုပ်ချင်ဘယ်နေရာလာတာလဲအဲ့တော့လာတဲ့နေရာကိုအရင်တော့ဖမ်းတော့ဖမ်းရင်အဲ့ဒီဒိုင်းကိုမိပြီဆိုမှတော့တဲ့နှလုံးရောင်းတဲ့လူနှလုံးထိုးတဲ့လူကိုဖမ်းမလားဒိုင်းကိုဖမ်းမလားဆိုလို့ချင်းကျွန်တော်သဘောရဆိုဒိုင်းကိုပဲဖမ်းမှာလေဒိုင်းက လူပေါင်းရာရှိထောင်ကြီးပြီးတော့ရောင်းတာဟုတ်တယ်ပင်မရဝဲအဲပင်မရအဲ့ဒါကိုဒါအာရခတဲ့တော့ A ဘက်ကိုပို့မှာအာရခတဲ့တော့ A ဘက်ကိုပို့မှာလို့ပဲပြောတယ်ဘယ်ကနေပို့မယ်ဆိုတော့စကလုံးတစ်လုံးဂူဒီထစ်ကောင်စီကမပြောတဲ့ဘူးနော်ဒီတရင်နေတက်လာရင်ကြည့်လိုက် A ထန်တို့ပို့ဆောင်ပြီ A ထန်တို့ပို့ဆောင်ပြီဟိုပြောရမယ်ဆိုမင်းတို့ပဲပို့နေတာဘယ်ကလာတာလဲပေါ့နော်ကျွန်တော်မေးချင်တာဘယ်ကလာတာလဲအခုလဲဒါဒီရဲ့ဘက်မှာဟိုဒါထွက်ဆိုချက်တွေပါနေ ဟိုကလောက်ထားရေပေါ့နော်စီးပွားရေးတာဝန်ခံအာဒါဘုံမူကြီးတယောက်ကနေပြီးကမှသူတို့ခိုင်းစီလို့ပါဝယ်ခိုင်းလို့ပါပို့ခိုင်းလို့ပါဆိုအဲ့တော့ရန်ကုန်မိတာရန်ကုန်မှာမေးဗျန်းနေလာတာလဲအရင်မေးဟုတ်ဗျန်းနေလာလဲမပြီးဘဲနဲ့ဘယ်ကိုပို့မှလဲဆိုတဲ့ဟာကတကယ်လွယ်မနေတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်တို့ without cycle တွေဟိုကလောက်တယ်လို့ပေါ့သိရဟို without ကားတွေ without cycle တွေလို့ပေါ့ပြည်သူတယောက်ချင်းကိုသူတို့မှမရှိလို့မှ without cycle လေး without ကားလေး ငှားစီရတာမင်းတို့ဒါကို line လောက်ကြဘယ်နှလားတော့ချိန်ပေးမယ်ဒါမျိုးဖြစ်ရမှာအဲ့ဒီမရှိစင်းရတော့ကြောင့်လိုက်ဖန်တယ်ဝိတောက်ကရောင်းတဲ့လူကြမဖန်ဘူးရောင်းတဲ့နေရာကိုဖန်ရမယ်ဟာကိုဒီဟာကိုပြောချင်တာဗောနော်အဲ့တော့တခါလာလဲအာရခတ်တော့အေးတခါလာလဲအာရခတ်တော့အေးနဲ့နောက်ဆုံးညာစစ်မနိုင်တဲ့အဆုံးကြတော့ကျန်တဲ့မဆိုင်တဲ့တိတ်ခါတွေနဲ့လိုက်ပြီးတော့မှထိုးချတာဗောနော်ဒီဟာမူရစီဝါဟွာဖြစ်တယ်ပြီးရင်လူမျိုးတုံးတက်ပြန့်မှုတို့ဘလို့ဖြစ်တယ်တို့ညာလို့ဖြစ်တယ်တို့ လျှောက်ပြီးတော့มาလောက်တာပေါ့เนาะအရင်တော့ဘူးတီတောင်มาကျွန်တော်တို့အရင်ဒါအရခါတော့ AA ဆပြီးတော့มาရခိုင်ပြည်နယ်မှာဆပြီးတိုက်ပွဲတွေဆဆင်နွှဲတဲ့အချိန်မှာဘူးတီတောင်มาကိုကျွန်တော် MI 35တွေပါတွေဘူးတီတောင်ဆာက35ဌာနချုပ်ထဲမှာ MI 35တွေပါတွေထားပြီးတော့มาလူမျိုးလုံးတက်ဖြတ်ခဲ့ရစစ်တပ်ကပဲလိုက်ပြီးတော့มาပြစ်ခဲ့တာပေါ့เนาะခုခါကျမှသူတို့သူတို့အဲ့နေမျိုးဝင်လို့မရဘဲနဲ့ AA အဲ့နေရာမှာရှိနေတဲ့ခါကြကမှဟို เอลุดาเอลุดาเนี่ยไปโทษชาနေတာဗောเนาะအဲ့တော့ဒီဟာနဲ့ပဲဒီတစ်ခုတည်းနဲ့အကြာကြီးကြာသွားမှာစို့လို့ဗောเนาะအဲ့တော့တစ်ခါလာလဲเอတစ်ခါလာလဲเอเนี่ยဒါမူရေးစေဝါကိစ္စဆိုလို့ရှိရင်ဒီတိုင်းပဲဗောเนาะကျွန်တော်တို့ကဂျားရဲကနေကြားတဲ့လူတော်မှာတော်တော်စိတ်တူတယ်ဗောเนาะဘယ်ရလာလဲဆိုတော့တရင်လေးအရင်ထုတ်အောင်လို့ကျွန်တော်ပြောချင်တာပါဟုတ်ကဲ့နောက်တစ်ခုကတော့ဒါကျွန်တော်တို့ပဲပင်ပေါက်ပါတီပေါ့နော်ဒီလေးတော်တော်များများဒီသုံးလုံးပါတီကိုပဲပင်ပေါက်ပါတီပဲပဲပင်ပေါက်ပါတီ ဩခရာတတ်တက်ခါရနေမှာခုနအမေတော်ဆန်းစွကြည်ရဲ့အဲကျွန်တော်တို့နောက်ဟိုတမရိုင်ဥဝေမြင့်တဲ့ NLD အစိုးရခေါင်းကြီးပိုင်းနေကိုဒါစစ်တကနေပြီးတော့အတင်းအဓမ္မဖမ်းဆီးပြီးထောင်ထဲထည့်ထားတဲ့ဟာကိုဒါနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုပြီးတော့အသူပြောဆိုပြီးတော့မှအမေတော်ဆန်းစွကြည်တွေရဲ့တမရိုင်ဥဝေမြင့်တို့ရဲ့ပုံရိပ်ကိုချိုးနေပြီးတော့မှဒါသူပြောဆိုသွားတဲ့ဗီဒီယိုဖိုင်လေးတက်လာတယ်ပေါ့နော်ရှေ့မှာဆိုလဲဒါတော်တော်များများ ဘုံလည်းတွေ့မှာပါတက်ပုံနေပါလေဆိုရင်ခုနတက်တက်ခိုင်တော့ပါတော့မဲဆွဲတာရေဝေးတို့တို့ပါတော့ရေဝေးတို့ဆိုတော့အဲ့ဟိုဆိုင်းဖို့အချိန်မှာအဲ့လိုမျိုးမဲဆွဲတာပါเนาะဟိုတွက်ကြည့်တော့ तू မဲရဖို့ရေပေါ့เนาะဒါ तू မဲရဖို့ရေအတွက်ပုံမှာတကယ်အမေဒွန်ဆန်းစွတ်ကြည့်လို့တမရဤဦးဝင်းမြင့်တို့ရဲ့ပုံရိပ်ကိုချပြီးတော့မှ तू မဲရဖို့ရေပဲဒီအမျိုးသမီးက ဟိုပြောဆိုနေတာဟာလေသူကတွေ့ရတာပေါ့ဟုတ်။အဲကျွန်တော်အားကြောင့်ပြောရတာဒါဟိုမိမွှေဘဇက်ပေါ့နော်။ဖာဘဇက်လို့တော့ခိုင်းရိုင်းပြောရင်ဖာဘဇက်လို့တော့ပြောပြောကျင်နေတယ်ပေါ့နော်။ဒီတဲ့သိုးတဲ့အရာရှိလို့ရှင်တယ်ဒီတဲ့သိုးတဲ့အရာနဲ့တော့ခိုင်းနိုင်ပြီးတော့ပြောလို့ရသေးတယ်ပေါ့နော်။အဲ့တော့သူကအမေစုနဲ့ဒါတမန်တော်ဦးမြင့်တို့ကနိုင်ငံရေးကျင်းသားမဟုတ်ဘူးပေါ့နော်။နိုင်ငံရေးကျင်းသားမဟုတ်ဘူး။အခရီမှုကြောင့်ပေါ့နော်။လက်စားမှုကြောင့်ဒါကျွန်တော်တို့ကိုဝိုင်းတဲ့ဂျယ်လီယင်ဝယ်တာတို့ လင်းရင်ဝယ်တဲ့ကိစ္စတို့ပြီးလို့ရှိရင်ကျွန်တော်ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ဟိုအိုင်ကွန်ဆက်သွယ်ရေးဇက်တွေခိုင်ဆောင်တဲ့ကိစ္စတို့ဘာလို့ဆိုပြီးတော့သူပြောရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာကိုပြန်ပြီးတော့မှတကယ်ပြန်စင်းမြီကိုတကယ်အစားဆုံးတခြားပြန်ပြီးတော့မှစဉ်းစားကြည့်ရင်မဲလိန်မဲခိုးမှုနဲ့ဆိုပြီးကမှစပြီးတော့မှအရင်ဆုံးဖမ်းတာဟုတ်တယ်ဖမ်းပြီးကမှအိုက်ပုတ်မှတက်တာနော်ထောင်ထဲထဲဖို့အတွက်နော်မဲလိန်မဲခိုးမှုက UEC မှာပဲတာဝန်ရှိတာ ဒေါ်လန်းစုကြည်မှာတာဝန်ရှိတာမဟုတ်အမေစုမှာတာဝန်ရှိတာမဟုတ်ဒေဟာကိုသွားပြီးတော့မှအမေစုနဲ့သမ္မတကြီးကိုထောင်ထဲထည့်ခြင်းတဲ့အခါကျတော့တက်เสียဘာဥပဒေရှိတယ်စာအုပ်ကြီးလှန်တဲ့ဆိုအဲ့ဒီခါကျမှကျွန်တော်ကျွန်တော်အမြဲတမ်းပြောခဲ့လူကိုခင်မူကိုပြင်တယ်ဆိုတာလေလူကိုမုန်းတော့မူကိုတုံးတယ်ပေါ့နော်လူကိုမုန်းတဲ့အခါကျတော့မူကိုသွားတုံးလိုက်တယ်တုံးပြီးတော့မှစာအုပ်ကြီးလှန်တဲ့ငါတို့သူ့ကိုဘလို့အမှုမျိုးနဲ့ထောင်ထဲမှာရက်နှစ်ရှည်လာများထည့်ထားလို့ရမလဲဆိုတဲ့ဟာကိုချစ်ကောင်းစီကကြံစီတာအဲ့ဒါဆိုလို့ချင်းအဲ့ဒီ လေရင်စပြီးတော့မှဝယ်တော့ရတဲ့တရားဆွဲပါလားခရစ်စစ်တက်ကချိနေတာပဲလေအိုက်ကရေကစစ်တက်ကစစ်တက်ကဟိုးနှစ်ခုနဲ့ဆယ်နှစ်ရှစ်ဆယ်ကရေကရှိနေတယ်အိုက်ကရေကတရားဆွဲပါလားဟုတ်ဘာလို့တရားမဆွဲပဲနဲ့နိုင်ငံတော်အစိုးရကဒီလိုမျိုးဝယ်နေတယ်ဖြစ်တဲ့အတွက်လက်ရှိအာဏာရပါတီကဒီလိုမျိုးဒါတရားမဝင်ဆက်သွယ်ရေးစက်တွေကင်ဆောင်နေတဲ့အတွက်ကျွန်တော်တို့တပ်မတော်အနေနဲ့ဟွာဖြစ်ပါတယ်ဆိုပြီးကမှသူတို့တမရစီတင်ပြပြီးတော့မှအိုက်ကရေက အလုပ်လုပ်ပါလားစာထုတ်ပါလားဒီကိစ္စကိုလုံးဝဆန့်ကျင်ကြောင်းဆိုပြီးကမှဟုတ်တကယ်တော့တော့မပြောခဲ့ဘူးဆရာကြီးကပြောတဲ့အခါကျမှအခုကျမှထားပြီးတော့မှပြောတယ်ပေါ့နော်အဲ့ဒါပြောတာဟိုမေဆုကဒီအတိုင်းပင်ခံစမဖြစ်ခင်ပါပဲသူ့ရဲ့ရှိတဲ့မတူနိုင်နိုင်လေးစီးတာလေနိုင်နိုင်လေးစီးတဲ့ဟာကျတော့နိုင်ငံတော်အတိုင်းပင်ခံတဲ့ဒီကားနဲ့မတင်တော်ပါဘူးဆိုပြီးတော့ကားအမေဆုစီးဖို့ဆိုကားဝယ်ပေးတဲ့ချိန်မှာမေဆုပြောထားတဲ့စကားလုံးလေးလည်းကျွန်တော်မှတ်ရတယ်ပေါ့နော်ဟိုကျွန်တော်တို့ဟိုမြန်မာနိုင်ငံ နိုင်ငံသူနိုင်ငံသားတွေတလောက်ဆင်းရဲနေတဲ့အချိန်မှာကျွန်မဒီကိုင်းစီရတာကျွန်မစိတ်မတန့်အောင်ဆိုတော့အဲ့လိုမျိုးတော့ပြောတဲ့ခေါင်းဆောင်မျိုးပေါ့နော်လင်းရင်ဆိုတော့လည်းဒါငားရမ်းတာပုံကငားရမ်းပြီးတော့မှခုနလိုမတုံးဆွဲလို့သူကဒီလင်းရင်ဟိုဒေါ်လာနဲ့ငားတဲ့ဟာကိုမတုံးဆွဲရမလားဆိုပြီးတော့ဟိုနစ်နာတယ်ဆိုပြီးတော့အဲ့ပုံမှန်မျိုးလေးနဲ့ဆွဲတာပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ပြောရရင်ကျွန်တော်တို့ကနောက်ဆုံးကျွန်တော်တို့နိုင်ငံကဘာ ဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဟိုလက်ထဲမှာတဏ္ဍမရှိလို့ဟုတ်အဲ့ဒါ RNA တက်မတော်ဆိုပြီးတော့ဒါရှိကြည့်ဟုတ်တယ်အခုခြေတက်ကသူနဲ့မိဖက်တွေလှုပ်ရှင်အောင်လုံတာသူဘာဘာပြောလဲကြားကြားကြားတွေကြားတွေဖျန်းလို့ဖျန်းကြောင်တွေဖျန်းလို့ဖျန်းစောင့်နေတဲ့အစာအုပ်တွေတွားပြီးတော့မှကြည်ကြည်ရောနော်တွားပြီးတော့ကြည်ကြည်ရောဟိုမှာတကယ်ဟိုဟိုဘာဘာခရမ်းမှလည်းမလို့ဘာပိုင်းပိုင်ဆိုင်မှုမှလည်းမြေအထောက်ထားလဲဘာမှ မလို့တွေ့ရတောင်ကုန်လက်ညှိုးထိုးပြီးတော့တွေ့ရနေရလက်ညှိုးထိုးပြီးတော့မှစောင့်နေတဲ့ဟာတွေဘာဘာပြောရေးလို့လဲတကယ်လုံးလိန်နေတာနော်အဲ့ဒါအဲ့လူတွေကလက်ထဲမှာတနတ်ရှိတယ်ဟုတ်တယ်တနတ်ရှိရခါကျစစ်ကောင်စီဘာမှမပြောရဘူးသူကရန်သူတိုးပွားမှာအရန်ကြောက်တယ်ရန်သူတိုးပွားမှာကသူကနှစ်နှစ်မျိုးရှိတယ်သူကလက်နဲ့မဲ့ရန်သူတိုးပွားမှာလုံးဝမကြောက်ဘူးဒါပြည်သူလူလူလက်နဲ့မဲ့ရန်သူကတော့သူအချိန်ပြည့်လမ်းပေါ်တက်ပြီးတော့မှမိုးပေါ်ထောင်ပြီးနှစ်ချက်သုံးချက်လောက်ဖောက်လိုက်တာနဲ့အဲသူကငြိမ်နေပေါ့နော်ဒီလိုမျိုးစဉ်းစားတာဟိုသူက လက်နဲ့ရှိရန်သူတိုးမာကိုလုံးဝချစ်ကောင်စီကအရန်ကြောက်တယ်အရန်ကြောက်တယ်အဲဒါကြောင့်မလို့ဟိုဖွဲ့ကြီးကသူနဲ့ပေါင်းတယ်လို့ဘာလို့လဲအသားလေးကြောကြောလေးတတ်တတ်ပေးနေချစ်တက်ကိုကြောတတ်ပေးနေချစ်တက်ကကြောတတ်တဲ့ခါကျခါလေးကော့ကော့လာတယ်ခါကော့လာတော့တထုံးတန်တိုင်းပေါ့နော်ဒီလိုမျိုးဖြစ်ဖြစ်သွားတာပေါ့ပြောရရင်တော့တော့တက်ကြည့်ချစ်တက်ကကောင်နေမျိုးလုံးမပါဘူးလားမသိဘူးပေါ့နော်သူတို့လိန်ပြီးတော့မှတကယ်ဟိုစောက်စောက်နေလိုက်တဲ့အဆောက်အဦးတွေဆိုတဲ့ဟာက ပွားပလဲနေတာပဲเนาะလက်ညှိုးထိုးမလွဲပဲပေါ့เนาะဟိုတုန်းကတောစိမ့်စိမ့်တောင်စိမ့်စိမ့်အဲကျွန်တော်တို့ပြည်သူလူထုတွေဒါဓမ္မဦးချတို့ဘာတို့ဆိုပြီးတော့မှအလုတ်လုတ်တဲ့နေရာတွေအကုန်လုံးကနောက်ဆုံးမှဘာတွေဖြစ်ကုန်လဲဆိုတော့တကယ်ငွေလိန်ခိုင်း ဖြစ်နေတဲ့ဟာလဲပဲချစ်ကောင်စီကဘာပြောရဲလဲဆိုတော့ဘာမှမပြောရဲဘူးအဲ့တော့တဏ္ဍာမရှိလို့ဒီတိုင်းပဲကျွန်တော်တို့တသက်ခိုင်ကလည်းအမေစုတို့တမနိုင်းဦးဝင်းမြင့်တို့လက်ထဲမှာသာတဏ္ဍာရှိကြီးဒီကောင်မှဒီစကားပြောရဲမှာမဟုတ်ဘူး အဲ့တော့ကျွန်တော်တို့တနက်မရှိခဲ့တဲ့လူတွေကပဲနောက်ဆုံးမှခံရတာပေါ့နော်နောက်ဆုံးမှခံရတာပြီးရင်တနက်ရှိတဲ့လူတွေကိုယုံကြည်ခဲ့တဲ့လူတွေကပဲနောက်ဆုံးမှတော့ကျွန်တော်တို့လက်နဲ့အားကိုးနဲ့အနိုင်ချင်းချင်းကိုခံရတယ်လို့ပြောချင်တာပေါ့နော်ဟုတ်နောက်တစ်ခုကလည်းဒါဟာတပေါ့နော်တစင်ဦးကလည်းဒီမှာခုန surprise တိုက်တဲ့မောင်လေးပေါ့သူ့မှာလည်းခုနတနိုင်းကနေဒီမှာမောင်းတင်ပြီးတော့မမချီကိုလာတာဒါတဲ့ချိန်မှာပဲတန်းဟိုရှေဘူတော်လိုင်းတက်ဖွဲ့တွေကနေဒီမှာ ဒီမောင်လေးကိုဖမ်းထားတာဗောနော်ဖမ်းထားတဲ့အချိန်မှာမေးတော့မေးတော့သူကပထမပါဇက်ကမပြောဘူးလက်နှစ်ချောင်းထောင်ထားလက်နှစ်ချောင်းထောင်ပြတော့ဘာလဲဗောနော်ပြကြမှာသူက surprise တိုက်ထားတာတစဉ်ဦးကဒီဟိုဟာပေါ့ပန်းစီရ6သိန်းခွဲနောက်တစ်ခုကလက်စုပ်က7သိန်းဆိုတော့ဟိုကိုတော့အံ့ဟောဟောသူတစဉ်ဦးကြီးနဲ့တော့မှဟိုဟာဖြစ်တယ်အဲ့ဒါလေးတော့တွားတွေ့ရတာပေါ့ဒီကောင်ဆိုရင်ဒါတနိုင်းကနေပြီးတော့မှကျွန်တော်တို့ဟိုဟာထိပေါ့နော်ဟို နေပြီးတော့ဒီဆိုင်ငယ်နဲ့သွားဖို့ဆိုပြီးတော့မှကြံရွယ်တာပေါ့နော်အချစ်အတွက်အသက်ကိုဆွန့်နေကောင်ပေါ့ဒီကဂျိုးတထောင်တောင်နဲ့ဟောဒီကဒီကောတကယ်တကယ်နွားပေါ့ဒီကနွားမှမှလာဟိုကစစ်တပ်ထဲဝင်ပြန်ပြန်ကြိုက်မယ်ဆိုပြီးတော့မှ ပြောလို့တယ်ဆိုပြီးတော့မှစစ်တပ်ထဲဝင်ပေါ်အတီးတရားရတယ်ဒီလောက်ထိအောင်တော့မဲ့ရလာပေါ့နော်ရှစ်ကုန်မှုန်နေရတယ်အဲရှစ်ကုန်မှုန်နေအဲ့တော့ဟိုနှစ်ယောက်လုံးတော့အပြင်မှာမတွေ့ဘူးပါဘူးနှစ်ယောက်လုံးအပြင်မှာမတွေ့ဘူးဒါပေမဲ့ရှင်ကြည့်တဲ့အခါကျတော့ဒီကောင်ကပေါ့ကျူကျူသင်းတဲ့ဘေလူးပါပဲကျူကျူသင်းတဲ့ဘေလူးကဆိုက်လောက်ပဲရှိတယ်ဒီဒီကောင်နဲ့ဟိုဟွာဖြစ်တဲ့ပုံစံကပေါ့နော်အဲ့ဒီအဲ့ဒီလိုမျိုးပေါ့ဒါကတော့ထားလိုက်ပါတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ကဒီအကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒါ ဟိုစစ်တပ်ကိုယုံကြည်ခြောက်ခံသူတွေကဘောနော်မျက်လုံးစုံမှိတ်ပြီးတော့မှဒီလိုမျိုးပိုးကြီးပန်းကြီးပေးပြီးတော့မှနေရတဲ့အခြေအနေမျိုးတော့ဖြစ်နေပြီဘောနော်ဒီကောင်လေးကြည့်ရတာလဲမအူမလင်နဲ့ဒီလိုမျိုးကောင်ဒါဖမ်းပြီလို့ဒီလိုမျိုးကောင်ဘယ်နှစ်ယောက်တောင်ရှိနေပြီလဲမသိဘူးသူကဟိုခြေတန်းတောင်ရောက်နေပြီလားမသိဘူးเนาะခြေတန်းတောင်ရောက်နေပြီလားစစ်တပ်ထဲဝင်มาပြန်ကြိုက်မယ်ဆိုလို့ဆိုအဲ့မှာ तू ကသူ့ရဲ့ဟိုဟာလေးမှာ तू ကဒီသူ့ရဲ့ Telegram မှာ တင်ထားတယ်ဗောနော်အဲသူ့ကိုကြိုက်လို့စစ်တဲဝင်မယ်ဆိုလို့ရှိရင်ကြိုက်တာဗောတယ်နောက်ဆိုလို့ရှိရင် तू ကစီယုံရင်မှုတော့စီယုံရင်လုတ်ပြီးတော့มาဒါလူသစ်စုဆောင်းတဲ့ ဌာနကိုတော့ तू ပြောင်းရတော့မလားလို့တော့ဟိုဟာစူဆောင်းရေးဌာနပေါ့စူဆောင်းရေးဌာနကိုပြောင်းရတော့မလားဆိုပြီးတော့ तू ဟိုဟာဖြစ်တယ်ပေါ့ဆိုပြီး तू ကလူတယောက်ဟိုဘက်မှာလူတယောက်ဘွားပြတ်သွားတာကို तू ကဒီဘက်မှာဟာသားလေးတစ်ခုအနေနဲ့ပဲအဲတင်တာပေါ့နော်အဲ့တော့ဘာမှဟိုကိုချင်းစာတရားလည်းမရှိဘာလည်းမရှိပေါ့နော်ပြောရမယ်ဆိုလို့ရှင်တော့တော်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 ကြီးဆိုးတယ်ပေါ့နော်ဒီကောင်လေးအတွက်လဲဒီကောင်ကမှတကယ်နေတိုင်း ဒီကောင်နေတိုင်းဒဇင်ဦးဒဇင်ဦးအဲ့မအေးခင်ဒီပဇက်ကနေဒဇင်ဦးអော်ခိုင်းပြီးတော့မှဒီကောင်ဟိုအလုတ်ခိုင်းတာမှာဒီဟာသခန်းထဲမှာလေထမင်းချက်လဲထမင်းချက်អော်နေဒဇင်ဦးအမှဒီဟာဟိုထေးဝေអော်နေဒဇင်ဦးဆိုပြီးတော့မှဒီကောင်တော့ရှော့អော်ခိုင်းတာမှာအခြေအနေမျိုးတော့ဖြစ်နေပေါ့နော်ကျွန်တော်ကအဲ့ဗီဒီယိုကောခေါ်စေချင်တယ်တဲ့တော်လိုင်းရဲဘော်တွေကိုတောင်ဟိုလက်ဖက်ဆိုင်မှာပြောလိုက်တာပေါ့အမှန်မှန်ခုနကလူငယ်ဟိုမစစ်စေးခင်မှာခုနကဒဇင်ဦးကိုဗီဒီယိုကောခေါ်ပြီးတော့ ရကော့ယူထားမှာကျွန်တော်အဲ့လိုစိတ်ကူးတွေးမိတာပေါ့နောက်တစ်ခုကလည်းဒါဘူးလက်လှဆွေဘူးလက်လှဆွေရမက်ဆင်းနေမှားတယ်ဆိုတော့အကြောင်း online ဘဝနဲ့တက်ပြောလိုက်တာပေါ့နော်တက်ပြောလိုက်တဲ့အခါကျတော့ဒီကြက်ခံရေးနဲ့ပတ်သက်တဲ့ခုနကောင်းဆောင်ပိုင်းတွေခုနစစ်တဲ့ထောက်ခံသူတွေကတော်တော်များများဒီစစ်တက်ကစစ်တက်နဲ့ကြက်ခံရေးနဲ့မဲလိန်ထားတဲ့ဟာကိုဒီဘူးလက်လှဆွေပေါ်ထုတ်လို့သတင်းမီဒီယာတွေကသိသွားတယ်ဆိုပြီးတော့ အဲ့ဒါကြောင့်မူလလဆွေရဲ့အိမ်ဟိုသွားပြီးစစ်တကနေပြီးမှခေါ်သွားတယ်ခေါ်သွားပြီးမှခုနဖုံးဆက်သွဲတာပေါ့နော်မူလလဆွေရဲ့အတိပိတ်ဆွေတွေဖုံးဆက်သွဲတော့လေဖုံးကဆက်သွဲမှုမရဘူးပေါ့နောက်တစ်ခုကအောင်မင်းပေါ့စစ်တက်လော်ဘီအောင်မင်းကနေစစ်တက်ကိုမေးထားတာမူလလဆွေကဖမ်းထားတာလားလို့မေးတဲ့အချိန်မှာစစ်တက်ကပြန်ပြီးတော့အကြောင်းမပြန်ဘူးဆိုတဲ့ဥစ္စာလည်းတွေ့ရတာပေါ့ဟုတ်။အင်းဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ကစဉ်းစားရတဲ့အချက်ကနှစ်ချက်ပတ်ဖြစ်တယ်ပေါ့နော်။ဘူးလလဆွေကတကယ် သူ့ရဲ့စိတ်ရင်းဆန္ဒနဲ့အမှန်နဲ့ပဲမဲခြင်းမှားနေလို့ပြောတာလားဟုတ်ဒါမှမဟုတ်စစ်တပ်ကပြောခိုင်းလို့လားဘောနော်ချင်းသားရမယ့်ချက်ကနှစ်ချက်ဘာဖြစ်လို့လဲဆိုတော့မဲခြင်းကဘယ်သူမှသွားမကြည့်ဘူးပြည်သူလူထုကစိတ်မဝင်စားဘူးဒီနေ့ဒီချိန်ကြီးသွားမကြည့်ကြတော့အတင်းကြီးခိုင်းမှသာတချို့ရက်ွယ်အုပ်ချုပ်ရေးမှုတွေလိုက်ပြီးတော့မှလာကြည့်ကြပါအောင်လာကြည့်ကြပါအောင်ဆိုပြီးမကောင်းတဲ့လို့သွားပြီးတော့မှမဲခြင်းကတ်ထားတဲ့အနာသွားကြည့်တော့ကြည့်တာကလွဲလို့ ဟိုဆိုလိုချင်တာလူတိုင်းစီဒီပြည်တွင်းထဲမှာရှိတဲ့လူတိုင်းစီကရွေးကောက်ပွဲကိုစိတ်ဝင်စားဘူးလို့ဆိုလိုချင်တာဆရာကြီးอ่ะအဲ့လိုမျိုးအဲ့တော့ရွေးကောက်ပွဲကိုစိတ်ဝင်စားလာအောင်လို့ဒါဟုတ်လားမေးတင်အမကြီးကတ်ထားတယ်လာကြည့်အောင်လို့ပြောတယ်ဆိုပြီးတော့မှအဲသွားသွားပြီးတော့မြန်သူပြောလိုက်တဲ့ခါမှာသွားသွားကြည့်တာများလားပေါ့နော်သွားကြည့်လာအောင်လို့ဗျာတခုခုဒါကလိန်စိတ်ညမ်းစဉ်လုတ်တဲ့ဟာလားပေါ့နော်အဲဒီလိုမျိုးဟိုအပြင်မှာပြည်သူကဂျေကော့ပွဲကိုအဲ့တော့မှ စိတ်ဝင်စားမယ်စိတ်ဝင်စားတဲ့အခါကျမှကုစုတာ11 media group တို့ဘာတို့ကဒါဘောမမီဒီယာတွေကသူတို့မဲတင်မှန်ကန်တိကျရေးတွေဝင်ကြီးဌာနတွေရဲ့အဖွဲ့အစည်းပေါင်းစုံပေါ့နော်အဖွဲ့အစည်းပေါင်းစုံပြီးဒီနိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းပြီးတော့မှ UEC ကဆောင်ရွက်နေပါတယ်ပေါ့နော်အခုမဲတင်အမှန်ထုတ်ပြန်မဲ့ရက်ကိုတော့မှပဲနောက်ထပ်နောက်ကိုထပ်ပြီးတော့မှရွှေ့လိုက်ရတယ်ပေါ့နော်နိုဝင်ဘာလတည်းကိုထပ်ပြီးတော့မှ ရွှေ့လိုက်ရတယ်ဗောဘူးလက်လုတ်ဒီသူတို့ဒီလ12ရက်နေလာမသိဘူးကြင်ညာမယ်ဟာဗောနော်အဲ့ဒါမကြင်ညာနိုင်လို့ဒါနောက်ဆက်တလပိုင်းတည်းကိုရွှေ့သွားတယ်ဗောနော်ရွှေ့သွားပြီးတော့ပြည်သူလူထုရွေးကောက်ပွဲကိုစိတ်ဝင်စားလာအောင်လို့ပြန်ကောက်လုတ်ပြီးတော့มาဗောနော်တရင်ဖုံးညင်တာလေလဲရှိတယ်ဗောနော်တခါလေးရတော့စစ်ကောင်စီကသူတို့အချင်းချင်းဖမ်းတဲ့ဟာကလည်းဒါတွေကတဘောတရားတွေကတော့အများကြီးရှိတယ်လို့တော့ပြောလို့ရတာဗောဒီရင်ကနေခဏဖြောက်ထားပြီးတော့มาဟိုဘက်အိမ်မှာ ခဏသွားနေပါအောင်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟိုဒီဖမ်းနာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဒါအဖမ်းခံရတာလားအနေရရွှေ့ပြီးတော့ခဏနေတာလားပေါ့နော်အဲတခုခုပေါ့ယူကောက်ပွဲကိုစိတ်ဝင်စားလို့မြန်စိတ်ဝင်စားလာအောင်လှုပ်တဲ့ဟာလားပေါ့နော်စီကောင်စီကလှုပ်သမျှကတော့ကျွန်တော်နောက်မှာအကြံစီတခုခုကတော့ရှိသမျှရှိသမျှပေါ့နော်အဲ့ဒီအကြံစီကတော့ကျွန်တော်တို့အဲပြည်သူလူထုကိုယုံမာဖို့တို့တို့ယူကောက်ပွဲကိုစိတ်ဝင်စားဖို့တို့တို့အာနာဆက်တီမြဲရေးတို့ပါတို့ဒီလိုမျိုးပဲအမြဲတမ်း ပဲကလင်ကကျင်းနဲ့ပဲလုံနေတယ်လို့ပြောကျင်တာပေါ့နော်ဒီတိုင်းမှာဟိုဟိုဒဇင်ဦးကလည်းဒီတိုင်းမှာသူသူ့ကိုဒါစိတ်ဝင်စားမှုမြင့်တက်အောင်လို့ဟိုဟိုဟာဖြစ်တဲ့ဟာလားပေါ့ဘာလားပေါ့နော်ဒီလိုမျိုးတွေတောင်မဲ့ကျွန်တော်တို့ကစဉ်းစားမိတယ်ပေါ့ဟိုတမီးဆိုးတို့အေတင်ကိုတို့လို့ပေါ့တဲ့ line ပေါ်မှာရန်ဖြစ်ပြတဲ့ကိုကိုလူတွေကလည်းဒါပွဲကြိုက်တဲ့လူတွေနဲ့ဆိုတော့ကျွန်တော်တော်လိုင်းကြီးတရင်နေရာတချို့နေရာတွေကဖုံဖုံသွားတဲ့ဟာမျိုးတွေတောင်တွေ့ရတယ်ပေါ့နော်ဟုတ်အဲ့တော့ဒီနေ့ကျွန်တော်ပြောခဲ့တဲ့အထက်မှာတော့ဒါ မော်လိုက်ဖက်မှာဆိုတင်းငယ်စစ်စင်ကြီးကတော့တော့လျှောက်အပြင်းထန်ဒါဆက်ပြီးတော့မှတိုက်ခိုက်နေတယ်ပေါ့နော်နောက်ဒါနက်ရီကန်ဖိုက်တာကောင်ကလည်းဖိုက်တာဂုံးတော်မျိုးဖိုက်တာတွေကုံသွားတဲ့နေသားမျိုးပေါ့နော်ဒီအမျိုးလေးတွတ်တွေ့ရတယ်ပေါ့အဲ့တော့ဒါနောက်တဲ့တစ်ခုကတော့ဒါဟိုတကယ်ကတော့ကျွန်တော်တို့အကုန်လုံးကဒါဒီမိုကရေစီအရေးအတွက်အလုံးလုံးရင်းနဲ့မြို့ပင်ဆိုသေးကမှုဥပမာຫນွေဦးတော်လန်ရေးမှာကျွန်တော်တို့လက်နဲ့ တယ်ဆောင်ပေးတယ်ဟုတ်လည်းနဲ့တယ်ဆောင်ပေးရင်လည်းဖမ်းမိတယ်ပွဲသားမဟုတ်ဘူးပေါ့နော်ပွဲသားမဟုတ်ဘူးရောင်းစားတဲ့လူမဟုတ်ဘူးကိုကဒီဘက်တက်ဖွဲ့ရနေပြီဟိုဘက်တက်ဖွဲ့လည်းနဲ့လိုအပ်ချက်ကိုသွားပြီးတော့မှပို့ပေးတာပေါ့နော်ပို့ပေးနေလမ်းမှာအဖမ်းခံရလို့ထောင်ထဲကိုရောက်သွားတဲ့လူကလည်းကျွန်တော်ဒီမိုကရေစီအရေးအတွက်လှုပ်ရှားရင်းနဲ့ तू တက်နိုင်တဲ့ဘက်ကနေပါဝင်ရင်းနဲ့ तू तू မှုကတော့လက်နဲ့မှုတော့မြောက်သွားမယ်။ဒါပေမဲ့ तू ကလည်းကျွန်တော်နိုင်ငံရေး အကျဉ်းသားပါပဲဟုတ်တယ်အဲ့တော့ကျန်တဲ့မြီးတို့စစ်ကောင်စီကမြီးတို့ပင် ပုံမာတွေတက်စီကမူပေါ့နော်တက်တက်ခိုင်မြို့မှာဒီကိစ္စနဲ့ပတ်သက်လို့ကျမဒါအဲ့လောက်ကြီးထီတော့ကျမမှာဟိုဝေဖန် ပြောဆိုပိုင်ခွင့်ကျမမှာမရှိပါဘူးဆိုတဲ့ဟာဒါပေမဲ့ तू ကလည်းဒါချစ်ကောင်စီရဲ့အဲဒုတ်အောင်မှာဗောနော်ဒုတ်ဆိုတာတနတ်ကိုခေါ်တာပါအဲချစ်ကောင်စီရဲ့ဒုတ်အောင်မှာရှိနေတဲ့အခါကျတော့တမျိုးလွဲမှာဆိုလို့ကျွန်တော်တို့ခြေထမ်းမှာဒီတိုင်းပဲလူဘယ်နှယောက်ဒုတ်ဒုတ်ဘယ်နှလက်ဆိုပြီးတော့မှပြောတာလေတနတ်ဘယ်နှလက်ဆိုပြီးပြောတာဗောနော်အဲချစ်ကောင်စီရဲ့ဒုတ်အောင်မှာရှိတဲ့အခါကျတော့ तू ကလည်းအဲဒီစကားကိုဟိုမွေးမသိဒုံမချိုးပြောတယ်ဆိုပေမဲ့လည်းဒါ ဟိုအဂတိလိုက်စားတယ်လို့ဘာလို့လောက်အထီတော့ပျော့ထွက်တဲ့အခြေအနေမျိုးတော့ဟိုဖာမကြသင်ဆိုတဲ့ဟာလေးပြောကျင်တာဗောနော်အဲ့တော့ဒါကျွန်တော်တို့နောက်ဆုံးပြောခဲ့တဲ့ဟာတော့ဒါဘူးလက်လဆွေကတော့ကျွန်တော်တို့အကြောင်းနှစ်မျိုးနဲ့စဉ်းစားလို့ရတယ်တကယ်ဖမ်းတာလားဒါမှမဟုတ်ပြည်သူလူထုရေကောက်ပွဲကိုစိတ်ဝင်စားမှုမြင့်တက်လာအောင်လို့မြန်အတခုခုကြံဆောင်တာလားဆိုတဲ့ဟာလေးတွေးတရားဖြစ်ပါတယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်ဇာကဝိုင်းလေးကိုဒီကောင်းချုပ်ပါရက်အားလုံးပဲကျေးဇူးတင်ပါတယ်